မင်္ဂလာပါအခုချိန်အားစပြီးတော့မေလ19ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ိန္ဒိယနယ်စပ်မှာမြန်မာဘက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအိန္ဒိယစစ်တပ်ကတပ်ဖြတ်မှုဖြစ်ပွားခဲ့ပါတဲ့အိန္ဒိယနိုင်ငံဘက်ကသတင်းဌာနတွေရဲ့အဆိုအရတော့မေလ14ရက်နေ့မှာချန်တက်ခရိုင်မှာဒီအာတန်ရိုင်ဖယ်တပ်နဲ့မြန်မာဘက်ကလက်နက်ကင်အဖွဲ့တစ်ဖွဲ့တို့အကြားမှာပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ဒီပစ်ခတ်မှုထဲမှာမြန်မာဘက်ကလက်နက်ကင်တပ်ဖွဲ့ဝင်10ယောက်သေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်အရှိပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်မြန်မာဘက်ကရတဲ့သတင်းတွေအရာတော့နည်းနည်းလေးကွဲလွဲမှုရှိနေပါတယ်။ချန်တဲခိုင်ဆယ်သာယွာနာမှာအခြေစိုက်တဲ့အိန္ဒိယရဲ့ဒီအာတရိုင်ဖယ်တက်ကမြန်မာနယ်စပ်ကခရိုင်ပကဖအခြေစိုက်တဲ့စခန်းကိုမေလ23ရက်နေ့ညနေ6:00ခွဲလောက်မှာဝင်စီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့စခန်းမှာရှိတဲ့လူတွေကိုဖမ်းခေါ်သွားတာလို့မြေပြင်သတင်းတွေကဆိုပါတယ်။အဲ့ဒီနေ့ညပိုင်း9နာရီနဲ့10နာရီအကြားမှာပဲဒီဖမ်းသွားတဲ့လူတွေကိုအာတန်ရိုင်ဖယ်အဖွဲ့ကတပ်ပစ်ခဲ့တာလို့နေဆက်မြေပြင်သတင်းတွေကဆိုပါတယ်။သိသွားတဲ့ဒီ PDF တွေရဲ့အလောင်းတွေကိုတော့အာတန်ရိုင်ဖယ်အဖွဲ့ကလာယူခိုင်းတဲ့အတွက်ပတ်ခါဖတွေကတွားယူပြီးတော့တကြိုလိုက်ရတယ်လို့လည်းဆိုပါတယ်။ဘာကြောင့်ဒီလိုမျိုးစီးနှင်းမှုဖြစ်ခဲ့တာလဲဆိုတာကိုတော့တိကျအတိပြုလို့မရသေးပါဘူး။ ုတူဖော်မှုကိုစန့်ကျင်တဲ့လူထုခေါင်းဆောင်၄ယောက်ကိုဒီနေ့ညနေပိုင်းမှာနောက်ဆုံးပြန်လွတ်ပေးဖို့ကရန်လူထုကတောင်းဆိုပေမဲ့ဖမ်းသွားတဲ့ကုမ္ပဏီဘက်ကတော့ပြန်လွတ်ပေးတာမျိုးမရှိသေးပါဘူး။ဒါကြောင့်အခြေအနေတွေကဆက်ပြီးတော့တင်းမာနေကြပါတယ်။ဖမ်းဆီးခင်ထားတဲ့ပရာဒောင်းဆွေမျိုးစုခေါင်းဆောင်၄ယောက်ကိုဒီကနေ့ညနေပိုင်းမှာနောက်ဆုံးထားပြီးတော့ပြန်လွတ်ပေးဖို့အတွက်ပရာဒောင်းလူငယ်တွေနဲ့ကရန်အရက်ဖတ်အဖွဲ့အစည်းတွေကတောင်းဆိုထားတာဖြစ်ပါတယ်။ဖဲခုံမျိုးနယ်ထဲမှာဒီအကြီးစားခဲတထု တူးဖို့ရေးလုံနေတဲ့ကယန်းပြည်သက်ပါတီဥက္ကဋ္ဌပိုင်းကုမ္ပဏီကပရတောင်းဆွေမျိုးစုခေါင်းဆောင်၄ယောက်ကိုမေလ16ရက်နေ့မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။တတူတူးဖို့ရေးလုပ်ငန်းကဒေသခံတွေကိုထိခိုက်မှာစိုးရိမ်နေတဲ့အတွက်အခုလိုမျိုးကန့်ကွက်နေတာဖြစ်ပါတယ်။ဒီကန့်ကွက်မှုတွေကိုတော့အခုအဖမ်းခံထားတဲ့ပရတောင်းဆွေမျိုးစုခေါင်းဆောင်တွေကဥဆောင်နေတာဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့နာယီသတင်းမှာစနေနေ့ညပိုင်းကကင်ဆာယောဂါနဲ့ကွယ်လွန်သွားခဲ့တဲ့ကရင်မျိုးသားအစီယုံ KNU ရဲ့စီရင်တဲ့နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ဒီဘုံမူကြီးတူတူလေးရဲ့ဇာပနာအခမ်းအနားကိုတော့မဲဆောက်မြို့မှာလုံမှာဖြစ်ပါတယ်။မနေ့ဖြန်မှာလုံသွားမှာဖြစ်တယ်လို့မိသားစုကအသိပေးထားပါတယ်။ 1989ခုနှစ်မှာ KNU တပ်ဖွဲ့တွေကိုဝင်ရောက်လာခဲ့တဲ့ဗိုလ်မှူးကြီးတူတူလေးဟာဆိုရင်1986ခုနှစ်မှာ KNU ရဲ့ဗဟုကော်မတီဝင်ဖြစ်လာခဲ့ပါတယ်1995ခုနှစ်မှာတော့ KNU 17ကြိမ်မြောက် conference နဲ့မှာပဲဒီ KNU ရဲ့တွဲဖက်အထွေထွေအတွင်းရမှုနှစ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ်1992ခုနှစ်မှာတော့ဗိုလ်မှူးကြီးအဆင့်ဖြစ်လာပြီးတော့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ဒီ KNTO မှာ ဒုတိယစစ်ဦးစီးချုပ်အဖြစ်တာဝန်ယူခဲ့တာပါ1995ခုနှစ်မှာတော့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့17ချိန်မြောက်ကွန်ကရစ်မှာဆိုရင်လည်းဒီအထွေထွေအတွင်းရေးမှူးနှစ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရပါတယ် 1998ခုနှစ်မှာတော့ဒီ Free Burma Ranger အဖွဲ့ကိုတီထောင်ရမှာ American နိုင်ငံသား David Yuan နဲ့အတူပါဝင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့2000ပြည့်နှစ်နဲ့2004ခုနှစ်မှာကျင်းပတဲ့ Congress တွေမှာတော့အထွေထွေအတွင်းရေးမှူးတစ်အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။2012ခုနှစ်မှာကျင်းပတဲ့ Congress မှာတော့သူကရွေးချယ်မခံတော့ဘဲ KNU ဥက္ကဋ္ဌ ဖို့ချုပ်ကြီးမူတူးစေဖို့ရဲ့စစ်ရေးနိုင်ငံရေးအကြံပေးအဖြစ်တာဝန်ပေးအပ်တာကိုခံခဲ့ရပါတယ်။သူဟာဆိုလို့ရှိရင်ဒီမွန်ကရင်ပူးတွဲအုပ်ချုပ်ရေးကော်မတီမှာပါဝင်ခဲ့တယ်လို့စစ်တပ်နဲ့တွဲဆုံဆွေးနွေးရမှာလဲ KNU ကိုကိုစားပြုပြီးတော့ပါဝင်ခဲ့ပါတယ်။ ုဆက်ပြီးတော့ကဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့တော့ကဘာသတင်းတွေထဲမှာအရှိအလေပိုင်းဂါဇာဒေတာကစီရေးသတင်းနဲ့စပါမယ်။ဂါဇာကမ်းမြောင်ဒေတာကိုအရင်တစ်ပတ်မှဒီလေကြောင်းကနေအပြင်းထန်ဘုံကျဲတက်ခတ်ခဲ့ပြီးတဲ့နောက်မနေ့ကတနင်္ဂနွေနေ့မှာတော့စီရေးမြေပြင်တပ်ဖွဲ့တွေကပါထူးစစ်ဆင်တိုက်ခိုက်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရင်တစ်ပတ်ထဲမှာဆိုရင်လူပေါင်း300ကျော်သေဆုံးခဲ့ပြီးတော့လူတစ်ထောင်လောက်ဒဏ်ရ ရရခဲ့ပါတယ်။ Israel ကဒေသတစ်ခုလုံးကိုပိတ်ထားတဲ့အတွက်စစ်ဘေးဒုက္ခတွေတန်းနဲ့ချီပြီးတော့အငတ်ဘေးနဲ့ကြုံရမယ့်အခြေအနေမျိုးတွေလည်းဖြစ်နေပါတယ်။တနင်္ဂနွေနေ့ဒီနေ့ကင်းပိုင်းမှာတော့အငတ်ဘေးကြုံနေရတဲ့လူတွေအတွက်အကူအညီတွေကို အကန့်အသတ်နဲ့ဖွင့်ပေးမယ်လို့ Israel ဘက်ကပြောပါတယ်။ တစ်ချိန်တည်းမှာပဲဒီအမေရိကန်ကြောထောက်နောက်ခံလှုပ်ထားတဲ့ဒီဂါဇာလူသားချင်းစာနာမှုဖောင်ဒေးရှင်းဂါဇာ Humanitarian Foundation ကဒုက္ခသည်ကူညီရေးအတွက်အသင့်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂကတော့သူတို့ရဲ့ agency တွေဖြစ်တဲ့ UNHCR ပြီးတော့ WFP နဲ့ WHO တို့ကပို့ပြီးတော့ထိထိရောက်ရောက်ကူညီနိုင်မယ်လို့ပြောလိုက်ပါတယ်။ကတ္တာနိုင်ငံမှာဂျာခန်ထားပြီးတော့အစ္စရေးနဲ့ဟာမတ်အဖွဲ့တွေကဆွေးနွေးနေကြပါတယ်။ အစ္စရေးကသူတို့ရဲ့စစ်စင်ရဲ့ရည်ရွယ်ချက်ဟာဆိုရင်ဒီဟာမတ်စ်တွေဖမ်းဆီးထားတဲ့ဒဇာကန်တွေအလုံးလွတ်မြောက်ဖို့နဲ့ဂါဇာမှာဟာမတ်စ်တွေကိုစစ်ရေးအရာအနိုင်ရဖို့ဖြစ်တယ်လို့ပြောထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဒေသအတွင်းကကိုဗစ် -19 ရောဂါပြန့်ပွားမှုအခြေအနေတွေအကြောင်းမှာထိုင်းနိုင်ငံမှာတော့ကိုဗစ် -19 ဖြစ်ပွားမှုတော်တော်များများတွေ့ရပြီးတဲ့နောက်မှာဒီစင်ကာပူနောက်ပြီးတော့ဟောင်ကောင်ပြီးလို့ရှိရင်တရုတ်နိုင်ငံတွေမှာလည်းကိုဗစ် -19 ကူးစက်ပြန့်ပွားမှုတွေတော်တော်လေး းတွေ့နေရလို့ဒေတာတွင်စိုးရိမ်မှုတွေကမြင့်တက်နေပါတယ်။အထူးကစိုးရိမ်ချက်ကတော့ခရီးသွားလာမှုတွေကိုကန့်သတ်ရမလားဆိုတဲ့စိုးရိမ်ချက်တွေဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာတော့မေလ3ရက်နေ့ဒီရက်သက်တပတ်မှာကိုဗစ်ကူးစက်မှုက28ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးတော့ကိုဗစ်ရောဂါပိုးရှိတဲ့သူပေါင်း 14200တွေးခဲ့ပါတယ်အဲ့ဒီမတိုင်ခင်အရင်တစ်ပတ်အထိတော့11000ပဲရှိခဲ့တာဖြစ်ပါတယ်ဟောင်ကောင်မှာတော့အဲ့ဒီတစ်ပတ်ထဲမှာပဲဒီပြင်းထန်တဲ့လူနာ81ယောက်တွေးခဲ့ပြီးတော့အဲ့ဒီတဲက31ယောက်ကသေဆုံးသွားပါတယ်တရုတ်နိုင်ငံမှာဆိုရင်လည်းဒီပြီးခဲ့တဲ့ရက်တစ်ပတ်တွေထဲမှာကိုဗစ်ကူးစက်မှုကနှစ်ဆနီးပါးမြင့်တက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီဒေတာတွေကိုခီးသွားမယ်ဆိုလို့ရှိရင်ဒီမျက်နှာဖုံးပေါ့နော် marks တွေကိုဝတ်ဆင်ဖို့ပြီးလို့ရှိရင်လူထူတတ်တဲ့နေ ရာတွေကိုတက်နိုင်သမျှရှောင်ကျဉ်ကြဖို့တတိပေးနေပါတယ်။နောက်ပြီးတော့လက်ကိုလည်းကျမတို့မကြခဏဆေးပေးဖို့လေရင်မတက်ခင်မှာဆိုလို့ရှိရင်လည်းထက်ဆင့်ကာကွယ်ဆေးတွေထိုးဖို့နဲ့လက်ဆေးဖို့အတွက်ဆေးရည်လိုမျိုးတွေပေါ့နော်ဒီဆောင်ထားကြဖို့ကိုကျန်းမာရေးဌာနတွေကတတိပေးထားပါတယ်။ နောက်ဆုံးတစ်ပုတ်ကတော့ဒီအမေရိကန်ရဲ့သမ္မတဟောင်းဂျိုးဘိုက်ဒန်အကြောင်းကို ပြောပြချင်ပါတယ်။သမ္မတဟောင်းဂျိုးဘိုက်ဒန်မှာစီးကျိတ်ကင်ဆာရောဂါတွေ့ခဲ့ပါတယ်။ prostate လို့ခေါ်တဲ့စီးကျိတ်မှာအဖုလေးတွေ တွေ့လို့ဒီဓာတ်ခွဲဆေးစစ်ရာကနေကင်ဆာဖြစ်နေတာကို သိလိုက်ရတာဖြစ်ပါတယ်။အမေရိကန်မှာတော့ဒုတိယအများဆုံးကင်ဆာဖြစ်တဲ့ဒီစီးကျိတ်ကင်ဆာရောဂါဖြစ်နေတာကိုဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ သမရဟောင်းဂျိုးဘိုက်ဒန်ရဲ့အသက်အရွယ်အရစိတ်ကြိတ်ကင်ဆာဟာမထူးဆန်းလာပေမဲ့အခုကင်ဆာပိုးတွေ့တဲ့အချိန်မှာပဲကင်ဆာဆဲတွေကအရိုးတွေတဲ့အထိကိုပြန့်နှံ့နေပါတယ်။ဒါကြောင့်အလားအလာကလည်းမကောင်းလာဘူးလို့ဆရာဝန်တွေကပြောထားပါတယ်။အသက်82နှစ်ရှိပြီဖြစ်တဲ့သမရဟောင်းဂျိုးဘိုက်ဒန်ရဲ့မိသားစုတွေကတော့ဘလို့ကုသမှုလုပ်ရင်ကောင်းမယ်ဆိုတာကိုဆရာဝန်တွေနဲ့တိုင်ပင်နေတယ်လို့ဆိုပါတယ်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။